မင်္ဂလာပါမိတ်ဆွေတို့ဒီနေ့မှာတော့ကြားတကောင်ဘဝကနေတင်ယူနိုင်တဲ့ဘဝတင်ငန်းစာတွေကိုတင်ပေနေရကိုပဲရောက်နေရောက်နေကြားတကောင်ရဲ့တင်ငန်းစာတွေကိုတင်ကောင်းကောင်းတင်ယူပြီးအသုံးချရရင်တော့တင်အောင်မြင်ပြီလို့ဒါမှတ်ယူလိုက်ပါဘယ်သူကမှမထိခိုက်အောင်ကြားတကောင်လိုနေထိုင်ပါနံပါတ်၁ပထမဆုံးအနေနဲ့ပြောပြချင်တာကတော့ကြားတွေဟာသူတို့ရဲ့စွမ်းအင်တွေကိုလဟတ်တဲ့မဖြုံးတီတတ်ပါသူတို့ဟာသူတို့ရဲ့အင်အားကိုတက်တည်ပြဖို့အတွက် တနေကုန်ဟိနေမှာမဟုတ်တလူအချိန်ကြမှသုံးဖို့အတွက်စွမ်းရင်ကိုတူလောင်ထားတဲ့ကြပါတယ်ဒါကပထမဆုံးတင်ငန်းစာပါပဲအသေးဘွဲရံဘွဲတွေအတွက်ကိုယ့်ရဲ့စွမ်းရင်တွေကိုလဟတ်တက်မဖြုံးတိကြပါနဲ့နံပါတ်1ကြားရကောင်ကတိတ်ဆိတ်တဲ့ယုံကြည်မှုနဲ့လမ်းလျှောက်သွားတယ်တူလာနေပြီဆိုတာကိုအလုံးသိအောင်ကြီးညာနေစရာမလိုပါဘူးသူ့ရဲ့တည်ရှိနေမှုကိုယ်တိုင်ကအရာအလုံးကိုပြောပြနေပါတယ်တင့်ရဲ့အတန်ကျယ်ကျယ်နဲ့မဟုတ်ပဲတင့်ရဲ့လုံရက်တွေနဲ့တာတင့်ရဲ့တန်ဖိုးကိုတက်တည်ပြဖို့လိုအပ်ပါတယ် ။နံပါတ်3ကြားတွေကအာယုံစူးဆိုင်မှုရှိတဲ့မုတ်ဆိုးတယောက်လိုပါပဲ။သူတို့အမဲလိုက်တဲ့အခါခြုံပုတ်ထဲကယုံတိုင်းကိုလိုက်ဖမ်းမနေတတ်ပါဘူး။သူတို့ရဲ့ပြတ်မှတ်မှတ်တိုင်ကိုပဲမျက်ကြည်မပြတ်စောင့်ကြည့်ပါတယ်။ဘဝမှာအောင်မြင်ခြင်းရင်ဒီလိုပါပဲ။အရေးကြီးတဲ့အရာတွေပေါ်မှာအာယုံစိုက်ထားပါ။နံပါတ်4သူတို့ဟာအကြောင်းမဲ့ထိခိုက်နာကျင်စေလိုစိတ်မရှိကြပါဘူး။ကြားရကောင်ဟာစာလောင်မှတာအမဲလိုက်ကြပါတယ်ရက်ဆက်လို့အမဲလိုက်တာမဟုတ်ပါဘူးတကုတ်ကူကိုတက်တည်ပြချင်ုံနဲ့တခြားသူတွေကိုထိကြိုက်အောင်မတိုက်ခိုက်ပါနဲ့ ဒါဟာအင်အားကြီးတယ်လို့ဟန်ဆောင်ထားတဲ့အားနည်းမှုတစ်ခုတာဖြစ်ပါတယ်။နံပါတ်၅ကြားတွေဟာသူတို့နယ်မြေကိုတိကြတယ်။သူတို့ဟာသူတို့ရဲ့နယ်မြေကိုအကာအကွယ်ပေးပြီးတခြားတောအုံတိုင်းကိုတော့ကျူးကျော်မနေတတ်ကြပါဘူး။အလားတူပါပဲကိုယ့်ရဲ့နယ်နိမိတ်ကို လေးစားပြီးတခြားသူတွေရဲ့နယ်နိမိတ်ကိုလည်းလေးစားဖို့လိုအပ်ပါတယ်။နံပါတ်၆ကြားတော်ကသူ့ကိုယ်သူရှင်သိနဲ့ဘယ်တော့မှမနိုင်ရှင်ပါဘူး။ငါမှလာရှင်သိလို့အမွှေးမျိုးတွေရှိရင်ကောင်းမှာပဲလို့သူတို့ဘယ်တော့မှမသွေးကြဘူး။ သူတို့ရဲ့အစင်ကြားတွေကိုပဲသူတို့ဂုံယူတတ်ကြတယ်။ဒါကတင့်အတွက်တတိပေးချက်တစ်ခုပေါ့။တင်ဘယ်သူဖြစ်တယ်ဆိုတာကိုလက်ခံလိုက်ပါ။နှိုင်းရှင်သားတွေရက်ပြီးကိုတံဘိုးကိုကိုပိုင်ဆိုင်လိုက်ပါ။နံပါတ်9ကြားတကောင်ကတိုက်ခိုက်တဲ့အခါတိကျတိကျစွာနဲ့အချက်သေးကိုပဲတိုက်ခိုက်တယ်။ဒါဟာအာယုံစုဆိုင်မှုပါ။ဒါဟာစွမ်းအားပါ။တင့်ရဲ့စွမ်းရင်တွေကိုမဖြန့်ကျဲပါနဲ့။တင်နေရာထဲမှာစူးစီးလိုက်ပါ။ဒါဆိုရင်တင့်ကိုဘယ်သူမှတားဆီးနိုင်မှာမဟုတ်တော့ပါဘူး။နံပါတ်10 တိတ်ဆိတ်ခြင်းဟာကြားရဲ့အာသာချက်ပါတခါတရံမှာအခန်းထဲမှာအတန်ကျယ်ဆုံးလူဟာအာအနေဆုံးလူဖြစ်နေတတ်ပါတယ်တိတ်ဆိတ်စွာလှုပ်ရှားတင်ယူနေမယ်ဆိုရင်တင့်ရဲ့အောင်မြင်မှုကပဲစုညံတန်နေထွက်ပါလိမ့်မယ်နံပါတ်၉ကြားရကောင်လူစိတ်ရှည်တီးခံပါအခွင့်အရေးကောင်းတစ်ခုအတွက်နိုင်ပေါင်းများစွာစောင့်ဆိုင်းနိုင်ပါတယ်တီးခံခြင်းဟာအာနေချက်မဟုတ်ပါဘူးဒါဟာမဟာဗျူဟာတစ်ခုဖြစ်ပါတယ်နံပါတ်၁၀နောက်ဆုံးအနေနဲ့ကြားရရာတကောင်နဲ့လျှောက်လန်းပေမဲ့ဘယ်တော့မှအထီးမကျန်ပါဘူးတခါတရံမှာတင်ဟာတီချရက်တည်ဖို့ ကိုလန်းကိုလျှောက်ဖို့လိုအပ်လာပါလိမ့်မယ်။ကဘာကြီးကတင့်အတန်ကိုကြားဖို့လိုအပ်လာတဲ့အခါဟိမ့်ဟောက်လိုက်ပါ။ဒါဟထီးကြံခြင်းမဟုတ်ပါဘူး။ဒါဟကောင်းဆောင်မှုဖြစ်ပါတယ်။ဒါကြောင့်မှတ်ထားရမှာကတော့ဘယ်သူ့ကိုမှမထိကြိုက်ပါနဲ့။ဂုံတိတ်ကရှိစွာလှုပ်ရှားပါ။စိတ်ကန်းရှိရှိနေတိုင်းပါ။တိတ်ဆိတ်ပြီးစွမ်းအားကြီးမားကလေးစားခံရတဲ့ကြားတကောင်လိုနေတိုင်းပါ။